င်္ဂလာပါခင်ဗျရှကုံခစ်တက်ကနေဒီနေ့လည်းကင်းတဲ့နေ့ကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းကလထိုးကြီးမြို့နယ်ထန်းစဉ်ကြေးရွာမှာရှိတဲ့တရုတ် gas pipeline ဆောက်စစ်တပ်စခန်းနဲ့ gas တုံးဆက်စခန်းကိုပါတော်လိုင်းပူပေါင်းတပ်တွေကတက်ခိုက်သိမ်းပိုက်လိုက်ပြီးအဲ့ဒီတရုတ် gas pipeline ဆောက်စစ်တပ်စခန်းတွေကိုသိမ်းပိုက်ထားမှုဟာနိုင်ငံရေးအရာအရေးကြီးတယ်ဆိုပါလေမြန်မာရေးဖြည့်ရှင်းဖို့အရေးကြီးတဲ့တိုးတက်မှုတချို့ရှိနေပြီလို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါကပြောဆိုလိုက်တဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့မန္တလေးတိုင်းကနထိုးကြီးမြို့နယ်ထန်းစဉ်ကျေးရွာမှာရှိတဲ့တရုတ် gas pipe line ဆောင်စစ်တပ်စခန်းနဲ့ gas stone ဆက်စခန်းကိုပါတော်လိုင်းပူပေါင်းတပ်တွေကတတ်ခိုက်သိမ်းပိုက်လိုက်ပြီးအဲ့ဒီတရုတ် gas pipe line ဆောင်စစ်တပ်စခန်းတွေကိုသိမ်းပိုက်ထားမှုဟာနိုင်ငံရေးအရာရေးကြည့်တယ်လို့လဲတော်လိုင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်ဖြစ်စဉ်ကတော့မေလ15ရက်နေ့ကတည်းကအဲ့ဒီနထိုးကြီးမြို့နယ်ထန်းစဉ်ကျေးရွာမှာရှိတဲ့တရုတ် gas pipe line ဆောင်စစ်တပ်စခန်းနဲ့ gas stone ဆက်စခန်းကိုပါ ဒေါ်လာရေးပူပေါင်းတက်တွေကအပိတဝင်ရောက် တက်ခိုက်တိမ့်ပိုက်ရရှိထားတာဖြစ်ပြီးအဲဒီစကန်းသိန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား၄ဦးရဲ့မတားအလောင်းနဲ့လက်နက်ခဲယံပစ္စည်းအချုပ်ကိုပါတိမ့်စီရရှိထားတယ်လို့စစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်ဒေါ်လာရေးရဲ့ဘော်တို့လည်းမြင့်မြတ်စွာအသက်ပေးလူတွေရပြီးအဲဒီစကန်းကကြံတဲ့စစ်ကောင်စီတပ်သားတွေကတော့အကုန်လုံးထွက်ပြေးသွားကြတယ်လို့ရင်းရံခိုင်ပီဒီအမှတ်၈တရင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောထားပါတယ်အဲ့ဒီလို့ တရုတ် gas pipe line ကိုစောင့်နေတဲ့စစ်တပ်စခန်းကိုတော်လိုင်းတပ်တွေကသိမ်းပိုက်မှုဟာနိုင်ငံရေးအရာရေးပါပြီးစစ်ကောင်စီတပ်အနေနဲ့တရုတ်ရဲ့အကျိုးစီးပွားကိုအကာအကွယ်မပေးနိုင်တော့တဲ့အခြေအနေပေါ်လွင်စေသလိုတော်လိုင်းတပ်တွေအနေနဲ့အခုလိုတရုတ်အကျိုးစီးပွားရှိရာစစ်ရုံနေရာတွေကိုသိမ်းပိုက်မှုဟာနိုင်ငံရေးအရာရေးကြီးပြီးတရုတ်ဘက်ကအပြောင်းလဲများစွာဖြစ်လာနိုင်တယ်လို့လည်းတော်လိုင်းသတင်းရှင်းမြစ်ကတုံ့တက်ပြောဆိုထားပါသေးတယ်ခင်ဗျ။ဖတ်မှာတော့ မြန်မာအရေးဖြစ်ရှင်းဖို့အရေးကြီးတဲ့တိုးတက်မှုတချို့ရှိနေပြီလို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါကပြောဆိုလိုက်ပါတယ်။ဒါကိုတော့မေလ26ရက်နေ့ဖြစ်တဲ့မနေ့ကစပြီးဒီကနေ့မေလ28ရက်နေ့အထိမလေးရှားနိုင်ငံမှာ46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုနှစ်ရက်တာကျင်းပနေတာဖြစ်ပြီးအဲ့ဒီအစည်းအဝေးမှာကမ္ဘာအရေးနဲ့မြန်မာအရေးကိုအဓိကဆွေးနွေးနေကြတာဖြစ်တယ်လို့မနေ့ကတော့အဲ့ဒီအာဆီယံထိပ်သီးအစည်းအဝေးရဲ့ဖွင့်ပွဲမှာပဲမြန်မာအရေးဖြစ်ရှင်းဖို့အရေးကြီးတဲ့တိုးတက်မှုတချို့ရှိနေပြီလို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါကပြောဆိုလိုက်တာပါ လက်ရှိမြန်မာနိုင်ငံရဲ့ပဋိပက္ခနဲ့ပတ်သက်ပြီးဖြည့်ရှင်းနိုင်မှုအတွက်အာဆီယံအနေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုတွဲဆုံဆွေးနွေးရေးလမ်းကြောင်းနဲ့အပြေရှားဖို့ကြိုးပမ်းဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်ဟာတိုးတက်မှုတချို့ရှိနေပြီးဒီလုပ်ငန်းစဉ်တလျှောက်လုံးမှာအတန်တိတ်ထိတွေ့ဆက်ဆံမှုတွေကလည်းအရေးကြီးတယ်လို့လက်ရှိအချိန်ဒီမှာပဋိပက္ခဖြစ်ပွားနေတဲ့နှစ်ဖက်ကပိုပြီးဝေးကွာလာတာထက်စာရင်ထိလွယ်ရှလွယ်တဲ့ဆက်ဆံရေးပုံစံနဲ့ပဲဖြစ်ဖြစ်ဆက်ဆံရေးရှိနေတာကပိုပြီးကောင်းမွန်ပါတယ်လို့လေမလေးရှားဝန်ကြီးချုပ်အန်ဝါကအာဆီယံထိပ်သီးအစည်းအဝေးတွင်ပြောတော့ပါတယ် တဖက်ကစစ်ကောင်စီကတော့အခု2025ခုနှစ်နှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲလုပ်ဖို့ရည်မှန်းထားပြီးအဲ့လိုစစ်ကောင်စီကလုပ်မဲ့ရွေးကောက်ပွဲဟာတဖက်သက်အတုအယောင်ရွေးကောက်ပွဲကျင်းပမှု ဖြစ်တဲ့ဆိုပြီးတော့လဲဝေဖန်မှုတွေရှိနေတဲ့အချိန်အာဆီယံကပါစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာအာဆီယံရဲ့ဦးစားပေးမဟုတ်ပဲအဲ့ဒီရွေးကောက်ပွဲကြောင့်မြန်မာနိုင်ငံရဲ့ပြည်ကအခြေအနေဟာပိုပြီးဆိုးလာနိုင်တယ်ဆိုပြီးတော့လဲထုတ်ပေါ်ပြောဆိုထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ စကိုင်းတိုင်းကအချက်ဖက်စစ်ကောင်စီရဲ့မုံရွာမြို့အခြေစိုက်အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်ကိုတော်လိုင်းရင်တက်တွေကတရားခုမမရှော့တိုက်ဒုံးတွေနဲ့ပစ်ကတ်တိုက်ခတ်ရမှာရှော့တိုက်ဒုံး6လုံးကနာမခဒက်ကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့ BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ25ရက်နေ့ကပဲအချက်ဖက်စစ်ကောင်စီရဲ့မုံရွာမြို့အခြေစိုက်အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်ကိုတော်လိုင်းရင်တက်တွေကတရားခုမမရှော့တိုက်ဒုံး9လုံးနဲ့ တွားရောက်ပစ်ခတ်တက်ခတ်ရမှာ short dive တုံး6လုံးကနမကဒက်ကိုကြက်ရောက်ပောက်ကွဲခဲ့တယ်ဆိုပါလေလက်ရှိမှာတော့နောက်ဆက်တွဲအနေနဲ့စစ်ကောင်စီရဲ့နမကဒက်ကထိခိုက်မှုအခြေအနေတွေကိုဆက်လက်စုံစမ်းနေပြီးအဓိကကတော့စစ်ကောင်စီဘက်ကလူတွေတိထားဖို့ကသူတို့ရဲ့တိုင်းစစ်ဌာနချုပ်ထဲမှာနေလဲလုံခြုံမှုမရှိဘူးဆိုတာကိုပြောကျင်ပါတယ်လို့ BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာ မှာတော့စကိုင်းတိုင်းရွှေဘုံမြို့ကရွှေပလောင်စေးယုံမှာအချက်ပဲစကောင်စီလက်အောက်ခံပြူစော်တီကောင်းဆောင်ပေါ်သိန်းစိုးသူစေးယုံတက်နေတဲ့အချိန်တော်လန်ကြီးတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်ရမှာပြူစော်တီတူပွဲချင်းပြီးကိုတိန်သွားပြီနောက်ထပ်နှစ်ဦးကဒံယာရီနဲ့စေးယုံထတ်တင်ထားရတယ်လို့ဒေတာတွင်းသတင်းရှင်းပြကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ26ရက်နေ့ဖြစ်တဲ့မနေ့ကပဲရွှေဘုံမြို့ကရွှေပလောင်စေးယုံမှာအချက်ပဲစကောင်စီလက်အောက်ခံပြူစော်တီကောင်းဆောင်ပေါ်သိန်းဆိုတဲ့သူစေးယုံတက်နေတဲ့အချိန် တော်လိုင်းကြီးတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုပစ်ခတ်မှုအတွေ့ပြူစောတီတဦးပွဲချင်းပြီးကိုတိတ်သွားပြီးနောက်ထပ်နှစ်ဦးကဒဏ်ရာတွေနဲ့စေယုံထတ်တင်ထားရတယ်လို့ပစ်ခတ်မှုအပြီးမှာပဲစစ်ကောင်စီတပ်သားတွေကအခင်းဖြစ်ပွားရနေရာကိုရောက်လာကြပြီးစစ်ဆေးမှုတွေလှုပ်သွားတယ်လို့ဒေတာတွင်းသတင်းရှင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာလေမကွေးတိုင်းကပခုတ်ကူမြို့နယ်မှာအင်အားတရာကျော်နဲ့တက်ဆွဲထားတဲ့ဂျပန်စစ်ကောင်စီရဲ့အောင်သာဘဲရွာတစ်ပူစော်တီစကန်ကို တော်လှန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွေ့အထိနာသွားတဲ့စစ်ကောင်စီတပ်ကစစ်ကူတွေပါအသေးအံခေါ်ရတဲ့အထိဖြစ်သွားတယ်လို့အေယာဒေါင်းတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့မေလ25ရက်နေ့ကပဲပကောက်ကူမြို့နယ်မှာစစ်ကောင်စီတပ်သားတွေနဲ့ပစ္စောတိတွေစုစုပေါင်းအင်အား100ကျော်လောက်နဲ့တပ်ဆွဲထားတဲ့အောင်သာဘဲရွာတစ်ပစ္စောတိစခန်းကိုဒေါ်လာအေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။ ဲလိုတိုက်ခိုက်မှုအတွင်းနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးစစ်ကောင်စီဘက်ကတော်တော်ကိုအထိနာသွားပြီးတဲ့နောက်စစ်ကူတွေပါအသေးအသန်ခေါ်ရတဲ့အထိဖြစ်သွားကြတယ်လို့အင်ယာဒေါင်းတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ပဲခူးတိုင်းကရေတားရှိမြို့နယ်မှာအချက်ဖက်စစ်ကောင်စီတပ်ထောင်ထားတဲ့မိုင်းကိုနှိမ့်မိပြီးပြည်သူတို့တန်ရန်ရထားသလို BDS တပ်ဖွဲ့တွေကအဲ့ဒီမိုင်းတွေကိုဆက်လက်ရှင်းလင်းပေးနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ23ရက်နေ့ကပဲ ရေတရှိမြို့နယ်ကကွန်းအုံကျေးရွာမှာနေတဲ့ပြည်သူတို့အူဟာငါးရှာဖို့ထွက်လာတဲ့အချိန်စစ်တောင်းမြစ်အနောက်ဘက်မှာစစ်ကောင်စီတပ်သားတွေထောင်ထားတဲ့နင်းမိုင်းကိုနင်းမိပြီးဒဏ်ရာရထားတယ်ဆိုပါတယ်။အဲ့ဒီနောက်ဗီဒီယိုတပ်ဖွဲ့တွေကအဲ့ဒီနေရာကိုတွားရောက်ပြီးပြည်သူတွေအနေနဲ့ကင်းစေဖို့အတွက်အချက်ဖက်စစ်ကောင်စီတပ်ကထောင်ထားတဲ့နင်းမိုင်းတွေကိုလာရောက်ရှင်းလင်းပေးနေတယ်လို့လည်းဒီတပ်ကံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ရေအောင်ခစ်တက်ကနေဒီနေ့နဲ့ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ